တကယ်လေတဲ့လုပ်ငန်းရှင်တွေတကယ် smart ကြတဲ့လုပ်ငန်းရှင်တွေက လုပ်ငန်းတစ်ခု business တစ်ခုကိုသူတို့ကမတိဆောက်ဘူးဘာလို့တိဆောက်လဲဆိုတော့လူတွေကိုတိဆောက်ကြတယ်အဲ့တော့ကျွန်တော်အခု လုပ်လုပ်နေတဲ့လုပ်ငန်းတွေအများကြီးတဲကလုပ်ငန်းတစ်ခုရှိတယ်အဲ့ဒီလုပ်ငန်းကကျွန်တော်တည်နေတာကြာပြီအဲ့ဈေးကွက်လည်းရှိတယ်ရောင်းဝယ်နိုင်ခြေလည်းကျွန်တော်ရှိတယ် market research လည်းလုပ်ပြီးပြီဒါပေမဲ့အဲ့ဒီလုပ်ငန်းရှေ့ဆက်သွားဖို့အတွက်နည်းနည်းလေးနှောင့်နှေးနေတယ်နည်းနည်းလေးခက်နေတယ် ဘာကြောင့်လဲဆိုတော့ဟောကျွန်တော်ကခါတိုင်းဆိုလို့ရှိရင်အဲလုပ်ငန်းတွေကိုကျွန်တော်ကစတင်လိုက်တယ်စတင်ပြီးတော့မှလူတွေတိဆောက်တာအခုကျတော့ဒီလုပ်ငန်းကိုကျွန်တော်ကလူတွေအရင်ဆုံးစတင်ပြီးတော့မှတိဆောက်နေလို့ရောက်ဖို့ကျွန်တော်တို့ကြာနေတာတော့အချိန်ကြီးအများကြီးယူနေရတာအဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့လုပ်ငန်းရှင်တွေဒီလေကိုကလုပ်ငန်းတစ်ခုအောင်မြင်ခြင်းနဲ့တော့လုပ်ငန်းတစ်ခုရည်ရှိသွားခြင်းနဲ့လုပ်ငန်းတစ်ခုကအမြတ်ငွေတွေအများကြီးရခြင်းနဲ့ဆိုလို့ရှိရင်တော့ လူတွေကိုတိဆောက်ဖို့လိုတယ်ဒီကဘာကျော်တဲ့စကားပုံတစ်ခုရှိတယ်သူကဘာပြောလဲဆိုတော့ do not build business build the people တဲ့ people will business စီးပွားရေးကိုမတိဆောက်နဲ့တဲ့လူတွေကိုတိဆောက်ပါတဲ့အဲ့ဒါမှအဲ့ဒီတိဆောက်ထားတဲ့လူတွေကကိုယ့်ရဲ့စီးပွားရေးကိုပြန်တိဆောက်ပေးပါတယ်ကြောင့်မို့ကျွန်တော်တို့ကလုပ်ငန်းရှင်တွေအနေနဲ့ဒါလေးကိုကျွန်တော်သိထားဖို့လိုတယ်အဲ့တော့ဟုတ်ပြီကျွန်တော်တို့က how to build people လူတွေကိုကျွန်တော်တို့ဘယ်လိုတိဆောက်ကြမလဲကျွန်တော်အနေနဲ့ဆိုလို့ရှင်တော့အဆင့်၃ဆင့်သွားတယ် နော်ကျွန်တော်လုပ်ငန်းရောက်လာဆိုကျွန်တော်လူဒီဆောက်တဲ့ကောင်မှာအဆင့်30နံပါတ်1ဆင့်ဒီကျွန်တော် build the mindset အဲ့တော့ကိုယ့်စီရောက်လာတဲ့လူတွေကိုယ့်ရဲ့ဝန်ထမ်းတွေကိုယ့်ရဲ့ partner တွေကျွန်တော်ဘာလုပ်ပေးရလဲဆိုတော့ mindset တွေတိဆောက်ပေးရတယ် mindset တွေဒါကျွန်တော်ခဏခဏပြောပြီး mindset ဆိုတာကလူတွေပေါ်မြင်တဲ့အမြင်၊ကဘာကြီးပေါ်မြင်တဲ့အမြင်၊ငွေတွေပေါ်မြင်တဲ့အမြင်၊အလုပ်ပေါ်မှာမြင်တဲ့အမြင်တွေအားလုံးကိုစုထားတာကိုကျွန်တော် mindset လို့ခေါ်တယ် အဲ့တော့ဘာလုပ်ပေးရလဲဆိုတော့ mindset ကောင်းအောင်ကျွန်တော်လုပ်ပေးရတယ် mindset ကောင်းအောင်လုပ်ပေးရတယ်ဒါမှမ mindset ကိုတိဆောက်ပါတယ်နံပါတ်1ကတော့ကျွန်တော်ဘာလုပ်မှာလဲဆိုတော့ skill တွေတိဆောက်ပေးရမှာ skill လူတွေရဲ့တက်ကြွမှုတွေတိဆောက်ပေးရမယ် skill တစ်ခုဆိုတာဒါစီဝါရေးအတွက်ဝင်ငွေတွေတိုးအောင်လုပ်ဖို့တော့ဒီလုပ်ငန်းကြီးအရွေးတစ်ခုကိုသွားနိုင်ဖို့အတွက်အရေးကြီးတဲ့အရာဖြစ်တယ်အဲ့တော့ sales skill နော် marketing skills ကြားတော့ deal making skill customer service skill အဲ့ဒီ skill တွေကိုဘာလုပ်ပေးရလဲဆိုတော့ကျွန်တော်တို့ကသင်ကြားပေးရတယ်တိဆောက်ပေးရတယ် ဒါဒီကျွန်တော်အဆင့်နှစ်အဲ့တော့အဆင့်သုံးကတော့အရေးကြီးတာကပါလဲဆိုတော့ build the culture ကုမ္ပဏီတစ်ခုရဲ့ culture ကိုကျွန်တော်တည်ဆောက်ဖို့လိုတယ် တော့လူတွေအတူတူနေတဲ့အခါမှာအဲရင်ချင်းမှုတည့်ရဆိုတာရှိတယ်။ဒါကတော့ကျွန်တော်တို့မြန်မာလူမျိုးတွေဆိုလို့ရှိရင်ရင်ချင်းမှုရှိတယ်။အဲရင်ချင်းမှုဆိုလို့ရှိရင်မွေးလာရင်မလုပ်ရမယ်။နောက်ရင်ချင်းမှုပေါ်ရင် culture အရနောက်မွေးမွေးတဲ့နေ့မှာမလုပ်ရမယ်။အသက်အရက်တရာပြည့်မှာမလုပ်ရမယ်။နော်။ဘာဒီနောက်ထပ်ထပ်ပြီးတော့နာမည်ဘယ်လိုပေးရမလဲ။ဒါဒီကျွန်တော်ကဘာ culture လူမျိုးကောင်းမှ culture ကောင်းမှ culture ကောင်းမှလူမျိုးကောင်းမှာပေါ့။အဲ့တော့ပြောကြည့်တာဒီကိုယ့်ရဲ့လုပ်ငန်းထဲမှာလည်း ကိုယ့်ရဲ့လုပ်ငန်းရဲ့ culture တယောက်နဲ့တယောက်ဟလာပြဿနာမရှာဘူး toxic မဖြစ်ဘူးတယောက်နဲ့တယောက်မနာလိုနေရမရှိဘူးဝန်တယ်ဝနေရမရှိဘူးတယောက်နဲ့တယောက်တွန်းတိုက်နေတာမဟုတ်ဘဲနဲ့ကျွန်တော်တယောက်တယောက်ကူညီမယ်ချစ်ကြမယ်ရိုင်းမြင်ကြမယ်ဒါဒီကျွန်တော်ရဲ့ culture အဲ့တော့အဲ့လို culture မျိုးကျွန်တော်တည်ဆောက်မယ်ဆိုလို့ရှိရင်ဒါဒီအဆင့်30နဲ့မှနောက်ဆုံးအဆင့်ဖြစ်ပါတယ်။အဲ့တော့အခုဒီ video ကြည့်နေတယ်ကျွန်တော်ဒီလုပ်ငန်းရှင်နေသေးတယ်။လုပ်ငန်းတစ်ခုလုပ်တဲ့အခါမှာအဲ့ဒီ how to build people ကိုကျွန်တော်အရေးကြီးလိုက်တာဆောင်ရွက်ပို့လို့ရတယ်။ ဒီကြောင့်လည်းနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်တို့လုပ်ငန်းရှင်တွေဒီဂျိုးရုံစုံတွေရရလိမ့်မယ်လို့ကျွန်တော်ပြောနေပါတယ်။ကိုယ့်အတွက်ဂျိုးရုံစုံတွေရရလို့ဆိုလို့ရှိရင်တော့ထုံးစံတိုင်းမှာ comment မှာ yes တွေ့ရေးပြပါဦး။ဒီဗီဒီယိုစုတ်ထောက်ကြည့်ပြတော့လည်းကျေးဇူးများတင်ပါတယ်။ကျွန်တော်တို့ကိုညံလင်းအောင်မှာမြန်မာရှိတော်နေလေးဖြစ်ပါစေ။